အာဆင်နယ်ကို3ဂိုးပဲပေးခဲ့ရတာကရီယယ်မက်ဒရစ်ကံကောင်းနေလို့ဝေခံလိုက်တဲ့ဘယ်လင်ဂန်မနေ့ကတော့အာဆင်နယ်ကို3ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့တဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမကြောပွဲစဉ်ပြီးမှအင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂန်ကအာဆင်နယ်တင်းကို3ဂိုးပဲပေးခဲ့ပြီးရင်းနှင်းခဲ့တဲ့အတွက်ရီယယ်မက်ဒရစ်တင်းကံကောင်းခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံရီယယ်မက်ဒရစ်တင်းဟာဒီပွဲမှာဂိုဒမကော့ဒရိုက်လက်စွမ်းပြတ်သားမှုတွေကြောင့်သာအာဆင်နယ်တင်းကိုတိတက်ပိုများတဲ့ဂိုးရည်တွက်နေရင်းနှင်းခဲ့တာပါရီယယ်မက်ဒရစ်ကွင်းလယ်လူဘယ်လင်ဂန်ကအာဆင်နယ်တင်းဟာဒီပွဲမှာအလွန်ကောင်းမွန်ခဲ့တဲ့ကြောင့် အခုရက်လက်ထပ်ပိုပြီးဆိုးသွားနိုင်တယ်လို့ပွဲပြီးမီဒီယာတွစ်ဆုံမှုမှာဆိုခဲ့ပါတယ်ဘယ်လင်ကန်ကရီယယ်မက်ဒရစ်တင်းနေတဲ့ဒုတိယကြော့မှာအာဆင်နယ်တင်းကိုအနိုင်ယူပြီးချန်ပီယံလိစင်မီဖိုင်နယ်ကိုတက်ချင်နေဆိုရင်မယုံနိုင်လောက်အောင်ထူးခြားတဲ့အရာတစ်ခုကိုလုပ်ဖို့လိုအပ်တယ်လို့ဝန်ခံခဲ့တာပါဘယ်လင်ကန်ကဖရီကစ်တွင်ကိုနှစ်ကိုယ်စလုံးကအလွန်ကောင်းပုံပါတယ်ယူရိုတတပြောရရင်သူတို့ဒီထက်ပိုပြီးတွင်းကိုးတွေရနိုင်ပါတယ်ဒါပေမဲ့ဒုတိယကြော့မိနစ်60ကစားဖို့ရှိသေးတဲ့အတွက် ဘာလို့ဖြစ်လာမလဲဆိုတာခင်ဗျားတို့ဘယ်တော့မှမသိနိုင်ပါဘူးမယုံနိုင်တော့အောင်ထူးခြားတဲ့အရာတစ်ခုလောက်ရမှာပါလို့မေဆုံ Brian ကိုဆိုခဲ့ပါတယ် Real Madrid သင်းနီးပြ Ancelotti ကလည်းဒုတိယကြော့ပွဲစဉ်ကအလွန်ခက်ခဲမှာဖြစ်ပေမဲ့ကြိုးစားသွားမယ်လို့ဆိုခဲ့ပါတယ် Real Madrid သင်းဟာပြီးခဲ့တဲ့ရက်ပိုင်းက La Liga ပွဲစဉ်မှာ Valencia သင်းကိုနှစ်ဂိုးတကိုးနဲ့အေးနှိမ့်ခဲ့ပြီးနောက်ပွဲစတိုက်ရှုံးပွဲဂျုံတွေ့ခဲ့ရတာပါ Real Madrid နဲ့ Arsenal သင်းတို့ရဲ့ Champions League Quarter Final နဲ့ဒုတိယကြော့ပွဲစဉ်ကို April 16ရက်နေ့မှာ Barney View Queen တွင်ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမှားပေးချက်ပြတ်